အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူနှင်းຫນွယ်ကလေးရေးတာရင်ငွေတန်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာရင်ငွေတန်ဝေးဝေးထပါအောင်ဟာငါအိမ်မက်မက်နေလို့အင်းကိုဆန်းရဲ့အိမ်မက်မက်တာများဘာထူးဆန်းလို့ကျမကိုနှိုးရတာလဲ တကယ်တည်းသူများအေးအေးပြက်အောင်လုပ်တယ်။ဘာလဲရှင်ကလက်စားပြန့်ချေတာလား။အရင်ရက်တွေကကျမအိမ်မက်မက်ပြီးရှင်ကိုနှိုးတာကအိမ်မက်ထဲမှာတကယ်ကြောက်နေလို့ပါတော့။ကဲဝေးရမင်းကလည်းထင်ရတွေပြောနေတော့တာပဲ။ဒီကပြောချင်တဲ့စကားတော့ပဲရောက်သွားပြီလည်းမသိဘူး။ဒီလိုဟာအိမ်မက်ထဲမှာမင်းကခလေးမွေးတာတဲ့။မွေးတဲ့ခလေးကမင်းခလေးအသားကမဲလို့ အယိုးနဲ့အရေတင်ပါကွာကြောက်เสียရကြီးကိုစန်းပြောပြတာကိုနားထောင်ရင်ကျမရဲ့မွေးကနေဘိုက်ပူပူလေးကိုလက်နဲ့ရောင်ရမ်းဆန်းသက်ကန်ကြည့်မိလိုက်တယ်ဖះဖះလွဲပါစေဖဲပါစေကိုစန်းအိမ်မက်ထဲကလို့မဖြစ်ပါစေနဲ့လို့စိတ်တဲကဆူတောင်းမိလိုက်တယ်ဝေးငါပြောတာကြားရလားမင်းကပူးကိုတတိယနေတာတော့မဟုတ်ပါဘူးနော်ဟိုးကိုစန်းရဲ့ ။တတိမရစေခြင်းရဲ့ကျမကိုဘာလို့လာပြောနေရတာလဲ။ရှင်ပြောလိုက်မှကပူးရဲ့ပုံကကျမမျက်စီထဲမှာကွင်းကွင်းကောက်ကွက်ကြီးကိုပေါ်လာတော့တာပဲ။ကျမလည်းမတက်နိုင်ဘူး။ဘလို့ပုံစံမဲမွေးမွေး။ရှင်နဲ့ကျုပ်ရဲ့ခလေးပဲ။အိတ်တော့ကျမလည်းပြန်အိတ်တော့မယ်။ဝဲဝဲအကျင်တိုင်းကိုဆန်းကိုစကားနဲ့အနိုင်ပိုင်းပြီးပြန်အိတ်လိုက်ပေမဲ့ရှက်ချင်းအိတ်မပြောနိုင်ဝဲဝဲရဲ့ ငါနင့်ကိုလိုက်ရှာနေရတာမောလိုက်တာဟာအခုမှ တွေ့တော့တယ်ဆိုပြီးအိမ်မက်ထဲရောက်ရောက်လာတတ်တဲ့ကပူးကိုဒီအပိုင်းအိမ်မက်ထဲမှာမတွေ့ရတော့လို့စိတ်ချမ်းသာနေုံရှိသည်ကိုဆန်းကတမောက်ကိုဆန်းနဲ့အိမ်အောင်ကြတော့ဝေဝေက ရောက်ကမအိမ်မှာလိုက်ပြီးမနေချင်ဘူးလင်းမယားနေရဝင်ဝင်နဲ့အဆင်ပြေနိုင်မယ်ထင်တဲ့ကပူးတို့အခန်းနဲ့ကက်လျက်အခန်းမှာအိမ်ငှားနေတယ်ဆိုင်စည်းကမ်းလိုအခန်းရှိလိုက် အခန်းကန့်ငှားထားတာမို့ တခန်းနဲ့တခန်းကမချဘူးနှစ်လားလောက်အတူတူနေလာတော့ဒီဘက်ခန်းကလူအကြောင်းဟိုဘက်အခန်းကလူတွေကအတွင်းသည့်အစင်းသည့်ဖြစ်လာကြပြီကပူးကကလေးမျိုးရဲစခန်းမှာတာဝန်ထမ်းဆောင်ရင်းနဲ့တက်ပြစ်ပင်စင်ယူခဲ့တဲ့သူမိသားစုဆိုလို့တမီးတယောက်ပဲရှိတယ်ဇာတိကတော့ရှင်းပြင်းနဲ့မင်းတက်ကဆိုလားပဲရှင်းလူမျိုးဆိုပေမဲ့ဝန်တန်းမှုဗမာစကားကိုကြွန့်ကြန့်ကျင်ကျင်ပြောတတ်တယ်ကလေးမှာတာဝန်ထမ်းဆောင်နေရတော့အတူပါလာတဲ့တမီးက ဗမာလူမျိုးခင်တောင်းနဲ့အိမ်တောင်ကြလေ။တမီးကသူ့ယောက်ျားနဲ့အိမ်ငှားပြီးခွဲထွက်သွားတော့ကပူးကဝန်ထမ်းအိမ်ရာမှာတယောက်တည်းကြံခဲ့တယ်။ကပူးပင်စင်ယူလိုက်တော့တမီးနဲ့တမတ်အိမ်ငှားနေတဲ့အိမ်မှာအတူတူလိုက်နေရင်ဝဲဝဲတို့နဲ့အိမ်နီးနာချင်းဖြစ်လာတော့တာပါပဲ။နေ့စဉ်နဲ့အများရန်ဖြစ်လိုက်စကားများလိုက်ဖြစ်နေတဲ့ခင်တောင်းတို့လင်မယားကြောင့်ဝဲဝဲတို့လည်းစိတ်ပြည့်ရတယ်လို့ကပူးလည်းစိတ်မချမ်းသာရပါဘူး။မြင်းနဲ့တမီးကိုတမတ်မရှိတဲ့အချိန်တိုင်း ဇာတိပြန်ဖို့ခေါ်တာလဲအမောတမီးကလည်းခလေးကိုအဖေမမက်စေခြင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကပူးခွန်ရမလိုက်ဘူးဒီတော့တမီးပေါ်အနိုင်ယိုပူကြလုံးနဲ့တမတ်ကိုပဲကြိတ်မနိုင်ခဲမရဒေါသတွေဖြစ်ပြီးမုန်းနေတယ်တမတ်ချာကျွေးတဲ့ထမင်းစားနေတာမို့တမတ်ကိုရောက်ခမရဲ့လို့ကပူးကအာနာပြလို့မရပြန်ဘူးတမတ်ချာကျွေးတဲ့ထမင်းကလည်းမသေးထမင်းမသေးဟင်းပဲ ကပူးငငယ်တုန်းကဓာတ်ပုံထဲမှာတော့ရဲယူနီဖောင်းအပြည့်စုံဝတ်ထားတဲ့ကပူးကအရက်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနဲ့ဆိုတော့မတိချာပြင်မဲ့ယောက်ျားဆန်ဆန်ခန့်ပြီးကြည့်ကောင်းပါလေကပူးကသူ့ဘဝမှာတယောက်တည်းရှိတဲ့တွေ့တာရတမီးကလေးအိမ်အောင်ကြတော့အထီးကျန်သွားတဲ့စိတ်ကိုထွက်ပေါက်ပေးတာမှားပြီးဘိန်းဆွဲသွားတယ်။တမီးအိမ်လိုက်နေရတော့လဲဘိန်းဆွဲနေတာကိုမဖြတ်နိုင်တော့ဘူး။ ရတဲ့ပင်စင်လကကလည်းဘိန်းဖိုးနဲ့ကုန်တယ်။ကပူးကဘိန်းနဲ့မှိတ်နေတတ်တာများတော့အအင်ကရှိနေလာတယ်။အရက်ရှိရှိ အသားညိုပြီးကြည်ကောင်းကလေးတဲ့အရင်ရုပ်ရည်ပြက်ပြီးကြည်ရဆိုးတယ်။အသက်80ဝန်းကျင်ရှိပြီမို့ဒီလောက်တော့ရှိမှာပေါ့။ဒါပေမဲ့ရိုးသားဖြူစင်တဲ့ကပူးကပင်ကိုသဘောမနှောကောင်းတာမို့ဝေဝေကတော့ခင်းတယ်။ကပူးကလည်းဗမာသမတ်ကိုမုန်းပေမဲ့ဝေဝေကိုတော့တန်ရောစင်ရှိကတည်းက နက်နက်၄နာရီဈေးသွားနေကြဝေဝေအိပ်ပျော်နေလို့မနှိုးတဲ့နေ့ဆို ကပူးကလှမ်းပြီးနှိုးတတ်တယ်။ဒါကြောင့်ဝေဝေလည်းစိတ်ချလက်ချအိပ်လို့ရတယ်။ဈေးရောက်ပြီမနက်၉နာရီလောက်ဆိုအိမ်ပြန်ရောက်ပြီ။ကိုစန်းကလည်းနေ့ဆို အလုပ်သွားတော့ဝေဝေကပြင်တိုင်းကပူးတို့အခန်းဘက်ကိုသွားပြီးလေတယ်။နင်းယောက်ျားရကန်ကောင်းတယ်ဝေဝေ။မောင်တထမ်းမဲ့တို့ရဲ့လောက်ကင်စားရတယ်ဆိုပေမဲ့ဝေဝေယောက်ျားကစိတ်ရင်းကောင်းတော့စိတ်ရှမ်းတာရတယ်။ ငါသမီးကယောက်ျားရကန်ဆိုးတယ်။ငါနေ့ကိုကျေးဇူးတင်တယ်။ငါကိုဟင်းကောင်းနေချက်ကြွေးတော့ငါထမင်းစားလို့ကောင်းတယ်။ကပူးကဝေဝေချက်ပြုတ်ပြီးစီတိုင်းဥဥဖြဲဖြာပေးပို့တတ်တဲ့ဟင်းတစ်ခွက်ကိုစားလို့ကောင်းတယ်လို့မကြခဏပြောတတ်တော့ဝေဝေလည်းစိတ်ရှမ်းတရားကုသိုလ်လည်းရတာပေါ့ဝေဝေဇာတိကမုံရွာမှာမို့မိဘမောင်နှမတွေကလေးမျိုးမှာမရှိ ကလေးမျိုးသားနဲ့အိမ်အောင်ကြပြီးမှ ကလေးမှလာရောက်အရှိရှာနေထိုင်ရတာမို့ဝေဝေကအဖော်မတ်တယ်။ဒီတော့ကပူးနဲ့ဝေဝေကကျွန်းကိုင်းမီကိုင်းကျော်မီဆိုတယ်လို့အဖော်ပြုနေရတယ်။ဒီလိုနဲ့အတူတူနေလာရင်မဝေမဝေထပါဦးကင်ကင်နိုးပြီလားဘာဖြစ်လို့လဲဒီတခါနိုးတန်ကတော့ကပူးအတန်မဟုတ်ကပူးသမီးကင်နိုးအတန်အပါအပါနေမကောင်းလို့ဆိုတော့ကင်နိုးအပြောကြောင့် ိတ်ရှင်စိတ်တွေပျောက်ပြီးကြပြကရနဲ့ကပူးအခန်းထဲဝင်သွားလိုက်တော့ကပူးကြည်ရတာအရှင်နေမကောင်းကိုစန်းကိုလမ်းထိပ်ကဆရာဝန်ကိုတွားပင်ခိုင်းတယ်ကပူးသမက်ကညကအိမ်ပြမအိပ်ဘူးတဲ့ခလေးတစ်ဖက်နဲ့ကင်နိုးကလည်းခါတိုင်းလိုပဲကပူးကိုဘိမ့်မိမ့်နေတဲ့ထင်ပြီးတိတိချင်းဝေဝေတို့ကိုလာနိုးပေမဲ့ကပူးအရှင်တွေကအားရတရားမရှိတော့ဘူးကပူးကပူးဘာမှမဖြစ်ဘူးနော်ကိုစန်းကိုဆရာဝန်တွားပင်ခိုင်းတာလေ ဆရာဝန်လာတို့ဆေးထိုးပေးရင်နေကောင်းသွားမှာပါလို့ဝေဝေကပြောတာပြောနေရတာကပူးကအင်းအဲမလို့စိတ်ထဲမတင်ကားလို့ကပူးကိုကြည့်လိုက်တော့ဝေဝေကိုကဲပါအောင်လို့အကူညီတောင်းတဲ့အကြည့်နဲ့ကြည်နေတဲ့ကပူးမျက်လုံးတွေကငြိမ်သက်နေပြီဝေဝေကပူးကိုခင်တယ်ဒါပေမဲ့ကပူးတေတော့ကြောက်တယ်ဝေဝေက လူသေးဆိုငငယ်ကလေးကကြောက်တတ်တာကို့အမေရင်တေတာတော့ညဆိုကြောက်လို့တယောက်တည်းအပြင်းမထွက်ရဲတာ နှစ်ရှည်ပြီးကြာတယ်။အခုလည်းကပူးကိုကြောက်ပြီးငှားထားတဲ့အိမ်မှာချက်ချင်းအက်ရောက်ကမအိမ်ကိုတက်ပြေးရတော့တာပဲ။ဝဲဝဲရေငါအနေကိုလိုက်ရှာရတာမောလိုက်တာဟာအခုမှတွေ့တော့တယ်ဆိုပြီးအဝတ်ထုပ်ကိုပိုက်လျက်အိမ်မက်ထဲရောက်လာတဲ့ကပူးစိတ်ဆွဲလို့အိမ်မက်မက်နေမှအတိပင်မဲ့ကြောက်တဲ့စိတ်ကိုဝေဝေမဖြောက်နိုင်ခဲ့ဘူးကိုဆန်းရဲ့ကျုပ်အိမ်မက်ထဲကပူရောက်လာတယ်တော့ ဝေရဲ့မင်းကလည်းစိတ်ဆွဲလုံးပါတယ်ကို့မှာလည်းကို့ကိုဝင်ကြီးနဲ့နေစီလာစင်နဲ့ဖះဖះကပူးတာဝင်စားတို့ကတော့ငါလိုကလေးရုပ်ဆိုးလိုက်မဲ့ဖြစ်ချင်းဒါနဲ့မင်းတို့တော့ကပူးကအိမ်မက်ထဲကနေပြန်သွားပြီလားမပြန်သေးဘူးကိုဆန်းရဲ့သူရောက်လာရင်ကျမလန့်နိုးတာပဲဟူးနောက်တခါအိတ်ခံနေဖះကိုတစ်တစ်ချီချီရှီခိုးတော့ဝေနောက်တခါကပူးကိုအိမ်မက်ထဲမှာတွေ့ရင်သူပြန်မှ သူပြန်မှနိုးနော်တိလားအိမ်မက်ပါဆိုနိုးချင်တဲ့အချိန်နိုးမှာပေါ့မဟုတ်တာမပြောစမ်းပါနဲ့ကိုဆန်းရင်စိတ်ညစ်ရတဲ့ကြားတယ်သူကတမျိုးဘဲ့နဲ့ဒီကတေးပြီးသားကပူးကိုမကြွမှာတို့လိုက်ပြီးရှောက်နေတာလားတွေးပြီးကြောက်နေတာသူကအလှမလို့ခလေးရုပ်ဆိုးမွေးမှာကို ကြောက်နေတာကိုဆန်းကအခန်းထဲဘဲကခြာပြီးဝယ်လာမှမသိတဲ့ယောက်ျားလေးပုံတွေကိုနိုင်ရံမှာမလွတ်အောင်အပြစ်ကတ်ထားတယ်အားရင်ဒီပုံတွေကိုကြည့်နေနော် ရှစ်စီရကောင်းတဲ့ခလေးမွေးနော်နဲ့တကက်စိတ်ဒဆယောဂတဲ့လိုပဲဒီလောက်အလားမရတာနဲ့ကျမကိုဘာလို့ကြိုက်တယ်လဲလို့ရွေးပြီးမေးဘူးပါရဲ့ငါလည်းစဉ်းစားနေတာမင်းလိုစွာကစွာရုပ်ကလည်းမလှပုကောကမင်းကလေးကိုဘာလို့ကြိုက်မိမှန်းကိုငါ့ကိုငါလည်းမသိဘူးတဲ့ကိုစံပြောမယ်ဆိုရင်လည်းပြောချင်စရာပါပဲအရက်ရှိရှိထောင်ထောင်မောင်းမောင်းနဲ့ကိုစံမျက်လုံးမျက်ကောင်ကောင်းကောင်းနဲ့ယောက်ျားပြည်သားတဲ့ရုပ်ရည်ကနှုတ်ဖက်မနေပေမဲ့ခန့်နေပြောရမယ် အသားညိုတာတစ်ချက်ပဲပြောစရာရှိတယ်။ဝတ်တာစားတာနေတာထိုင်တာကအစအလုတ်ချိန်အလုတ်နဲ့တူအောင်လုပ်တယ်။ကြံတဲ့အချိန်သူ့ကိုယ်သူတန့်ပြက်အောင်နေတယ်။စီကန်းတကြလဲနေတတ်တာမို့အပြစ်ပြောလို့မရပြန်ဘူး။ဝေဝေကသူ့ထက်အသားရည်လှတာလေးတစ်ခုပဲတားတယ်။ဝေဝေတို့ယူကစားကဆိုရင် မိန်းကလေးတိုင်းကိုအယိုးများသေးအယိုးများတလေရှေးခါတလေနဲ့ ရေးမြခဲ့တာတကယ်တမ်းကျတော့ရုပ်ဆိုးနဲ့ညားတာဝမ်းတာတယ်လို့တော့ပတ်ဝန်းကျင်က ပြောကြသေးတာကိုစန်းကချောနေတော့ဝဝင်နဲ့များရှင်းသွားရင် မလိုက်ဖက်ဘူးလေကိုစန်းနဲ့ရှင်ရင်သာမလာဘူးပြောလို့ရပေမဲ့ဝဝင်လည်းကြည့်ပြောရှုပြောရုပ်တော့ရှိသားပဲငါတို့သားလေးကဝေးလို့အသားရည်လှပြီးငါလိုအရန်မောင်းကောင်းရုပ်ရည်မျိုးသားဆိုရင်တော့ငါတို့သားကတကယ်ချောနေပါပဲနော်ဝေး ကိုဆန်းရဲ့ရှင်အလားမတာကလည်းလုံလုံးပါတယ်တော့ဘယ်လိုရုပ်ရည်ပဲမွေးမွေးကိုသားသမီးပဲနောက်ပြီးအထူးကိုစေကန်းတွေတွားပြီးအထရာဆောင်တို့ပါတော့ရိုက်ထားတာမှမဟုတ်တာတားပဲမွေးလိမ့်မယ်လို့ထင်မှားနဲ့လေသမီးလည်းဖြစ်နိုင်တာပဲရှင်ရုပ်ရည်ကတိတ်ပြီးလှနေတော့ကောကျမတို့တို့တာမန်လက်လုံးလက်စားမိဘတွေလက်ထဲဘာများထူးခြားတဲ့ခလေးဖြစ်လာမှာမဟုတ်လို့လေ အေးပါဝေရမင်းကလည်းနမိတ်မရှိကြိုးပြီးတော့မပြောစမ်းပါနဲ့ငါကငါလိုချင်တဲ့တားကလေးမွေးလာစေချင်လို့ပါနောက်ပြီးမင်းရောငါရောပညာမတတ်ဆင်းရဲကြတယ်ဆိုပေမဲ့ငါတို့သားသမီးတွေကိုတော့ငါတို့တို့ဘဝမျိုးမဖြစ်ရလေအောင်အလုပ်ကြိုးစားမှာပါနောက်ပြီးငါထမင်းချော့စားရပါစေလေငါရဲ့ကလေးကိုတော့ပညာတတ်အောင်သင်ပေးမှာငါလိုအလုပ်ကြမ်းလုပ်မစားစေရဘူးကိုစန်းကချွတ်တဲ့နွမ်းမတဲ့ဘဝကလာခဲ့ပေမဲ့စိတ်ထားကမြင့်နေတယ် ကြိုးစားတယ်။သူ့မွေးလာမဲ့တာသမီတွေအတွက်လည်းအိမ်မက်တွေကကြီးမားတယ်။ပညာတတ်အုပ်စဘောရုံချော်ဖြစ်စေခြင်းနဲ့စေတနာကလွန်ကဲနေတယ်။ဒါပေမဲ့ကန်စီမန်ရလက်ခံရမှာပါပဲ။အခုတော့သူကပါ ကပူးဆက်ကွင်းကမလွတ်ပြန်ဘူး။မောင်ဆန်းရေမင်းမိမဝဲဝဲမွေးပြီ။ဟုတ်လားတော်ကြီး။ဘာလေးမွေးလဲရင်ခြေလိုက်အင်ကဆောင်ခဲ့ရလား။လှရောလှလာရင် မင်းကလေးမွေးတယ်မောင်ဆန်းရဲ့လှတာမလှတာတဲ့ကလေးကအသက်ရှင်မှမထင်ဘူးကွယ်ဝေဝေကချက်ချင်းမမွေးနိုင်ပဲရင်မွေးမွေးတော့မွေးရခတ်တယ်ကလေးကဘိုက်ထဲကနေရင်မိုးနေတယ်ငိုတော့မငိုနိုင်ဘူးကလေးကိုတော့တိတ်ပြီးမညော်လင့်ထားနဲ့ဝေဝေအသက်အန္တရာယ်ကလွတ်ပြီးစိတ်ချရတာစိတ်ချရသွားတာပဲကံကောင်းနဲ့မှတ်ပြီးတော့မောင်ဆန်းရီဘဲတက်နိုင်မလဲဗျာဝေဝေကျမကြီးကောင်းနေဆိုရင်ပဲဝမ်းတာလာပါပြီ ဝေဝေကောအစဉ်ပြေရလားကျွန်တော်ဝင်ကြည့်တော့ရပြီလားခလေးကောကျွန်တော်ကိုပြပါအောင်ဝေဝေကတော့ပင်ပန်းတို့အိပ်ပျော်သွားပြီခလေးကိုလည်းမင်းပဲကြည့်လိုက်ပြီတော့ဒေါ်ကြီးလည်းအိမ်ပြန်လာဦးမယ်ညနေ6:00နာရီခန့်တည်းကဝေဝေပိုင်းလာလို့អော်နေရတာတကောင်ကျော်လောက်ကမွေးတော့တယ်အခုတော့မနက်2:00နာရီထိုးနေပြီဝေဝေကတော့စိတ်ချရပါပြီခလေးကတော့မနက်မနက်ထီအသက်ရှင်မှမထင်ဘူး ဝဝင်အိယာကနိုးတော့မနက်9နာရီထိုးနေပြီ။မနေ့ညနေကတော့ခလေးမွေးလိုက်ပြီ။ကိုခလေးကယောက်ျားလေးလားမိန်းကလေးလားတေချာတော့မသိလိုက်။မျောသွားတာလားအိပ်ပျော်သွားတာလားလဲကိုကိုကိုတေချာမသိလိုက်ဘူး။အခုမှခလေးကကိုစမ်းလိုချင်တယ်လို့တားလေးဖြစ်ရလားသိကျင်လာတယ်။အိယာကချက်ချင်းမထနိုင်သေးလို့အခန်းထဲဝေးဝဲကြည့်လိုက်တော့ဝေဝေတို့အခန်းထောက်မှာဒိုးထောက်ပြီးလက်ပတ်ရက်နဲ့ငုတ်ငုတ်တို့အိပ်ပျော်နေချာတဲ့ကိုစန်းကိုတွေ့လိုက်တယ် ကိုစန်းကိုလှမ်းပြီးလှုံ့နှိုးလိုက်မယ်ကြံတော့အခန်းထဲဝင်လာတဲ့လက်တဲတော်ကြီးကိုတွေ့လိုက်တယ်။ဝေဝေသမီးနေကောင်းရဲ့လား။ညကဝေဝေအိပ်ပျော်သွားတော့စိတ်ချရမှဒေါ်ကြီးပြန်သွားတာပါ၏။အခုလည်းချက်ပြုတ်ပြီးပြီးချင်းဝေဝေရဲ့အရှင်တွေကိုလာကြည့်တာ။ဒေါ်ကြီးဝေ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 ဘာလေးမွေးလဲရင်ညကကြားပြီမဲ့စိတ်ထဲမှာဇဝေဇဝါဖြစ်နေတော့ပြီးတော့ဝေ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 ကလေးကောင်းရင် ခလေးလည်းဝဲဝဲအနာမှမရှိပါလားညကကိုဆန်းဝဲဝဲကိုကိုကတိုက်တော့တီးလိုက်တယ်လို့လို့ပဲအခုမှကိုဆန်းကိုမေးမလို့ကိုဆန်းကအဲ့ရတယ်မအဲ့ပဲဘာလို့အခန်းထောက်မှာထိုင်လျက်အိတ်နေတာလည်းမသိဘူးဝဲဝဲလည်းနေမကောင်းလို့ဆိုတော့အတော်ကြီးပြောပြပါမယ်ဝဲဝဲကမိန်ကလေးမွေးတာခလေးကပိန်မဲလို့အေးအသားကလည်းအသက်ကလည်းမတည်ယုံတမဲပဲပါတယ်ဒါကြောင့်ဝဲဝဲမွေးရခက်တာ ငွေပြီးတော့ကလေးကငိုတာမငိုနိုင်ပါဘူးအေးညကတော့မောင်ဆန်းလက်ထက်ကလေးကိုထည့်ပေးခဲ့တယ်ငါအထင်ကလေးကဆုံးသွားပြီဆုံးသွားလို့မောင်ဆန်းညာတွင်ချင်းမြှုပ်လိုက်ပြီးထင်ပါရဲ့ဒေါ်ကြီးပေးတဲ့တဲ့င်းကြောင့်ဝေဝေးရဲ့စိတ်ထဲမှာနာကျင်ကြေကွဲသွားရတယ်ကိုနာကျော်အောင်လွယ်ခဲ့ရတဲ့ဝေဝေတို့ရင်သွေးလေးလူလောကထဲရောက်ရုံရောက်ပြီးပြန်ထွက်သွားရတယ်လေလားကိုဆန်းကတော့ထူးပြီးစိတ်ဆင်းရဲမှမထင်ပါဘူးလေ ခလေးရှင်ခဲ့ရင်တော့ကပူးကိုဆိတ်ဆွဲပြီးရုပ်ဆိုးဆိုးကလေးတမိကလေးမွေးတယ်လို့အပြစ်တင်ထင်လိုက်မယ်။ကန်ဆိုးလိုက်တဲ့အမေတမိလေးရဲ့အမေတို့လိုဆင်းရဲတဲ့မိဘတွေလည်းထဲမနေချင်လို့အများပြန်ထွက်သွားလေသလား။နောက်ဘဝတွေမှာအမေတို့ထက်အဆက်အစအရရာတာတဲ့မိဘတွေစီရောက်သွားပါစေကွယ်။ကိုဆန်းကလည်းလွန်လွန်ပါလေ။ဘလောက်ရုပ်ဆိုးတဲ့ကလေးပဲဖြစ်ဖြစ်မွေးထားတဲ့အမေကိုမျက်နှာကလေးပြပြီးမှမြှောက်တင်တာပေါ့။ ဝမ်းနဲ့စိတ်မကောင်းနေရမှာကိုစန်းကိုဒေါသဖြစ်လာတည်မှုလှမ်းអော်လိုက်ဖို့ပြင်လိုက်ခြင်းရုတ်တရက်ကြားလိုက်တဲ့ခလေးငိုတန်ကြောင့်ဝေဝေမှလန့်သွားတယ်ခလေးငိုတန်ဝေဝေခလေးငိုတန်ကြားလိုက်ရတာပါဝေဝေဝေငါတို့တမီးလေးမသိဘူးဟာကြည်စမ်းပါဦးတညာလုံးမငိုနိုင်တဲ့တမီးလေးငိုနေတာမဲနေတဲ့အသားတွေတောင်ပြားလာတယ်လို့ပဲဗိုက်စာလို့ထင်တယ်노တိုက်လိုက်ပါဦးဝေရဲ့ ဟုတ်ပါရဲ့ကိုစက်ရဲ့လက်ထက်မှာအယုတ်ဆူဆူမဲပြပြတမိကလေးကငိုနေလိုက်တာအတန်ကဆူချနေတယ်ခလေးငိုတန်ကြောင့်ဝဲဝဲကိုဆံပြုတ်တိုက်ဖို့အိမ်ကယူလာတဲ့ဆံပြုတ်ကိုပကံနဲ့ထည့်ထားလိုက်တဲ့လက်တဲအတော်ကြီးရဲ့လက်တဲလည်းဖြစ် ကိုစန်းရဲ့တဝမ်းခွဲအတော်လည်းဖြစ်တဲ့ကြီးတော်ကပြေးလာပြီးဟဲ့ခလေးကမတည်ဘူးလားမောင်စံ ငါနဲ့ဟဲ့ခလေးတည်ပြီးတော့ဝဲဝဲကိုတော့ပြောထားပြီးပြီငါအခန်းထဲဝင်လာတော့ခလေးမရှိဘူးဘယ်ကဘလို့ဒီလိုကြီးတော်ရဲ့ညကကျွန်တော်သမီးကိုခြိထားရင်ဝဲကိုစောင့်နေတာ